အလုံးမဲမင်္ဂလာပါခစ်တိမန္တလေးတရင်ဌာနကနေနောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးပါရမရှင်အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမြစ်တာရက်ခံလို့ပါတယ်ပထမဆုံးတရင်တစ်ပုဒ်ကတော့ချင်းတွင်းမြစ်ကြောင်းအတိုင်းစံတက်လာတဲ့စစ်သည်မော်အုပ်စုကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ရှိချင်းတွင်းမြကြောင်အတိုင်းစံတက်လာသောစစ်တင်ဘောအုပ်စုကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းချင်းတွင်းတိုင်းဒမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စာလင်ကြီးကောင်းဆောင်ကိုပိုက်ကသတင်းဌာနသို့ပြောဆိုပါရယ် ဇော်လ28ရက်နေ့မိုးလွဲ့နှစ်နာရီခန့်တွင်စာလင်းကြီးမြို့နယ်ရှိချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသောစစ်သင်္ဘောအုပ်စုကိုတော်လန်ရေးတပ်ဖွဲ့များက300ခွဲ၍ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စာလင်းကြီးနှင့်အတူမဟာမိတ်ညီတော်များကရှေ့တွက်မှများလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီများအထင်အပြီးစစ်သင်္ဘောမှပစ်ကူပေးတိုက်ခိုက်ကချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်သွားကြောင်း ရှင်းတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတော့လဲအရေးအတွက်ကို အတိမပြုနိုင်သေးကြောင်းသိရပါတယ်။ဒီကောင်တွေက28ရက်နေ့ညနေမှာချင်းတွင်တတာရှင်ဖြူရှင်တတာမှာအိတ်တာအေအော်ဒီကနေတက်လာတဲ့အကောင်တွေဖလက်ကိုစီစစ်သင်းဘောအကြီးက2စီ အသေးက3စီတိုက်ပွဲကတော့စာလင်းကြီးတနေရာမှာတိုက်ခိုက်တာပါ။ နှစ်နာရီထိုးလောက်မှစတိုက်ခိုက်တာပါတိုက်ပွဲဖြစ်ပွားချိန်ကတော့တနာရီလောက်ကြာမယ်အစည်းရေကလည်းညားတာဆိုတော့ရှင်ဖြူရှင်တရားမှအိပ်ပြီးမနက်6နာရီလောက်မှအချက်ကိုစံတက်လာတာပါစံလာတော့ပါရမူတာနှစ်စီးနဲ့တက်လာပြီးတရက်ကိုင်းဘက်ကိုနှလုံးချသွားတယ်ဖြီသူလေးဦးတည်ဆုံးနေဖလက်ဒစည်းကလည်းမိကိုးတွေကိုမဲသွားတာပွိုက်မိသွားတာဆိုတော့ရှေ့ထွက်တို့ဖူးထွက်တို့နဲ့ဖြစ်တာဆိုတော့ရေချောင်းဆိုတော့စစ်ခွေးတည်စရင်ကတော့ရှိနိုင်တယ် မဟာမိတ်အဖွဲ့များကအများကြီးနဲ့တိုက်ခိုက်တာပါဟုဖြီးသူကာကွယ်ရေးတပ်ဖွဲ့စာလင်ကြီးကောင်းဆောင်ကိုဘိုက်ကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကိုမဟာမိတ်ညီနောင်အဖွဲ့အစည်းများချင်းတွင်ဒိုင်းနမိုက်ဖြီးသူကာကွယ်ရေးတပ်ဖွဲ့စာလင်ကြီးတောင်ပန်းဒီအတူပျောက်ကြားတပ်ဖွဲ့စာလင်ကြီးငါးမြင့်ဆောင် Fighter Group Local PDF မုံရဆိုလိုအောင်ကြီးစာလင်ကြီး ရင်းမာပင်ခရိုင်ဘူဟာအမှတ်48တရင်3တက်ခွဲ3 Defender of Our Motherland Special Guerrilla Force မုံရွာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ချင်းတွင်ဒိုင်းနမိုက်ပြည်သူကောက်ွယ်ရေးတပ်ဖွဲ့စာလင်ကြီးအနေဖြင့်ဆက်လက်၍တိုက်ပွဲများဖော်ဆောင်နိုင်ရန်အတွက်ပြည်တွင်းပြည်ပမှထောက်ပို့အဖွဲ့အစည်းများအနေဖြင့်လည်းကြီးတောင်ဖို့ဖြစ်စေပါဝင်ထောက်ပို့ပေးကြပါရန်မြစ်တာရက်ခန့်အပ်ပါကြောင်းကိုပိုက်ကဆက်လက်ပြောဆိုပါတယ်။ ဒုတိယသတင်းတစ်ပုဒ်ကတော့စကိုင်းမြို့နယ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြားတိုက်ပွဲဖြစ်ပြီးစစ်တပ်ဗမာ၄ဦးသေဆုံးက၄ဦးအရှင်ဖမ်းဆီးရရှိလက်နက်၆လက်နဲ့ခရမ်းများလည်းတင်းစီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြားတိုက်ပွဲဖြစ်ပြီးစစ်တပ်ဗမာ၄ဦးသေဆုံးက၄ဦးအရှင်ဖမ်းဆီးရရှိကြောင်းလက်နက်၆လက်နှင့်ခရရန်များလည်းတင်စီရရှိကြောင်းတော်လရင်ရေးတရင်ရင်းမြစ်များကတရင်ဌာနသို့ပြောဆိုပါရယ် ဇော်လ28ရက်နေ့နနက်ပိုင်းစကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ချမ်းအီယာဝတီမြစ်ကမ်းပရှိချောင်းမကြီးရွာတွင်အထိုင်ကျတက်ဆွဲထားသည့်စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်စစ်တပ်ဘက်မှ၄ဦးသေဆုံးပြီး၄ဦးကိုအရှင်ဖမ်းဆီးရရှိကြောင်းလက်နက်ခဲယမ်းများလည်းတင်စီရရှိကြောင်းသိရပါသည် ဇွန်လ28ရက်နေ့မနက်ပိုင်းဖြစ်တဲ့တိုက်ပွဲကတိတ်ပြီးတော့မကြလိုက်ဘူးစစ်ခွေးလေးကောင်ကိုကားပေါ်မှာအရှင်ဖမ်းဆီးရမိတာရှိတယ်။ကြီးစံတွေလက်နက်တွေကြီးကအင်ကြီးတွေကြီးကအုတ်ထုပ်တွေလည်းရပါတယ်ဟုဒေါ်လန်ရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။စစ်တပ်ဘက်မှတိမ့်စီရရှိသောလက်နက်ခရယာများတွင် G3 လေးလက်နှင့် MA1 နှစ်လက်စုစုပေါင်းလက်နက်6လက်ကြီးကအုတ်ထုပ်၅လုံး equipment 9စုံ 5.56G အမျိုးအစား64တောင်းနှင့် G3G 190တောင်း လက်ရသိမ်းဆည်းရရှိကြောင်းသိရပါတယ်ထို့အတူဇွန်လ28ရက်နေ့တွင် မင်းကွန်းရွာ၌အကြံဖတ်စစ်တပ်နှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားသောကြောင့်အကြံဖတ်စစ်တပ်ကမင်းကွန်းရွာတောင်ကျေးရွာအတွင်ရှိ နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟုဒေသခံပြည်သူများထံမှသိရပါသည်။အလားတူဇွန်လ24ရက်နေ့ကလည်းစကိုင်းမြို့နယ်ချောင်းမကြီးကျေးရွာအနီးတွင်ပင်တိုက်ပွဲဖြစ်ပွားခဲ့သည့်ကြောင့် အကြံဖက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်ဖြင့်နယ်မြေရှင်းလင်းရေးလှုပ်ဆောင်လာသဖြင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါသည်။အကြံဖက်စစ်ကောင်စီတပ်က2025ခုနှစ်ဧပြီလဝန်းကျင်မှစတင်၍စကိုင်းမြို့နယ်အတွင်းတွင်စစ်ကြောင်းများခွဲ၍ထိုးစစ်ဆင်နေပြီးအရက်သားများကိုဖမ်းဆီးတပ်ဖြတ်နေသည့်အပြင်ခြေရွာနှင့်ပြည်သူများ၏နေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါသည်။ ခစ်တိမန္တလေးသတင်းဌာနရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။